မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့နောက်ထပ်ဘောနောထိတ်စီနှလုံးယူရဲနီကိုတင်ပြသွားမှာဖြစ်ပါတယ်ထိတ်စီနှလုံးယူရဲနီဖြစ်ပါတယ်ဘောနောဒါလေးကိုကျွန်တော်တို့မိတ်ဆွေများအထောက်အကူရအောင်တွင်နေတဲ့ကွာအချင်းပြပေးသွားမှာဖြစ်ပါတယ်ဒီလျှောက်တုံများ6 6 6နှစ်တပင်ကနေခွန်တိချ6 6 5 6ထိတ်စီ6ပေးသွားတဲ့တပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် ါကတော့လိုအပ်တာလေးကိုပဲယူထားတာဖြစ်ပါတယ်ဗောနောအနောက်ကကနန်းနခုကတော့ကျွန်တော်မထဲတော့ဘူးဗောနောအဲ့ဒီမှာရှောက်ရနေ့ရပေါင်းရှင်းကရှင်းဖြစ်ပါတယ်ဒီနေ့နဲ့တုံညာနဲ့ပေါင်းရှင်းကနေ့ဖြစ်ပါတယ်လေနဲ့နည်းနဲ့ပေါင်းရှင်းက6ပေါ့နော်ဆိုတော့6ရက်နည်းရက်ပေါင်းရှင်း30 6နဲ့ပေါင်းရှင်း6တလုံးကြံတဲ့အတွက်6ကိုတစ်တိုးတာကခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွင်အရာအဲ့ဒီ6ခွန်ဒီထိတ်စီးနှလုံးဖြစ်ပါတယ်6ခွန်ထိတ်စီးမှာတူချပေးသွားတာက665ဖြစ်ပါတယ် 665ဆိုတဲ့အတွက်ကျွန်တော်တို့ဒီ6ခွန်ထဲကရှောက်တလုံးထိစီ665ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီရှေ့3လုံးတိုက်ကိုပဲယူထားတာဖြစ်ပါတယ်အနောက်3လုံးတိုက်မှာပါဘူးပေါ့နော်ကျွန်တော်ကျွန်တော်တို့665တပင်ကနေထပ်ပြီးလေလာကြည့်အောင်ပေါ့နော်ခွန်1ပေါင်း8 85ပေါင်း83ဖြစ်ပါတယ်3ညနဲ့1ပေါင်းတာက1တီအနောက်က2နဲ့2ပေါင်းတာ4 3တပေါင်း4 4နဲ့ပေါင်း8ရရတဲ့အတွက်ကြောင့်မို့ အဲ့ဒီရှစ်ကိုတစ်တိုးတာဆိုရင်ကိုရတယ်ပေါ့နော်ရှစ်ကိုထိစီနှလုံးရတာဖြစ်ပါတယ်ချပေးသွားတာကကိုရှောင်းနေဆိုတဲ့အတွက်ကျွန်တော်တို့ကိုချောင်းနေဆိုတဲ့အတွက်ဒီရှစ်ကိုထဲကကိုတလုံးထိစီချပေးသွားတာဖြစ်ပါတယ်ကိုထိစီကိုချောင်းနေဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီနေ့အတိုင်းပဲကိုရှောင်းနေတပင်ကနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ လေရှိပေါင်းနာစနစ်ဒီနင်းတဲ့ပေါင်းရှင်ကလေးရတယ်ပေါ့နော်ဒီ6ရက်ဒီ6ရက်ပေါင်းနာကစနစ်ဒီတင်းနဲ့ဒီနင်းတဲ့ပေါင်းရှင်က3လေးနှစ်ပေါင်းရှင်6 6ရက်3ရက်ပေါင်းရှင်9ဆိုတဲ့အတွက်ကိုယ်တစ်တူတာက30 9တုံးမြအထိစီးစုပြီးရတယ်နောက်ထပ်တစ်ပင်မှာက3ညလေးလေးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ9တုံးမြထဲကတုံးမြတစ်လုံးထိစီးနေရချပေးထားတာဖြစ်ပါတယ် โอเคဒီနေ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့တောင်များလေးလေးကနေထပ်ပြီးတော့တပြပြေးသွားမှာဖြစ်ပါတယ်ဒီငါး၃ပေါင်းချင်းကရှင်းရတယ်ပေါ့နော်ရှစ်ကို၄ပေါင်းရှင်းစနစ်ဖြစ်ပါတယ်ဒီတင်းနဲ့ဒီနင်းနဲ့က၃၅ရက်၄ရက်ကခွန်ဖြစ်ပါတယ်၃ရက်ခွန်ရက်ပေါင်းရှင်းတစ်စိဒီမှာနှစ်တစ်လုံးကြံနေအတွက်ကြောင့်မို့နှစ်ကိုတိတိုးတာက၃နှစ်၃ထိစီရမှာဖြစ်ပါတယ် ရှားပေးသွားတာကနိနိတိဖြစ်ပါတယ်။နိနိတိဆိုတဲ့အတွက်ဒီနိတုံးထဲကနိတလုံးထိပ်စီးနေရဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ဒီနိအတိုင်းပဲနိနိတိဒီပင်ကနေထပ်ပြီးလေ့လာကြည့်အောင်ပါနော်။တင်ရှိခွန်နိနိတိဆိုရတဲ့ဒီတင်နဲ့ချေပောင်းရှင်ကိုကိုနဲ့တင်ပောင်းတစေဖြစ်ပါတယ်။တုံညာရဲ့နိရဲ့ပောင်းရှင်နဲ့ဒီတုံးရဲ့နိရဲ့က ကျွန်တော်နေနံငါးပေါင်းရှင်းခုနှစ်ရာတဲ့အတွက်ခွန်ကိုတစ်တူရှင်းရှိဖြစ်ပါတယ်ခွန်ရှိထိစီဖြစ်မယ်ပေါ့နော်နောက်ထပ်တစ်ပတ်မှာက၈၄3ဖြစ်ပါတယ်၈၄3ခွန်ရှိထဲကအရှိတလုံးထိစီချပေးတော့တာဖြစ်ပါတယ်ဒါတွင်နည်းအရာပေါ့နော်တွင်နည်းအရာခုလိုလိုဆယ်တော့ကျွန်တော်တွင်နည်းအရာတပင်ရှင်းရှင်းပြနေတာဆိုရင်ဆက်ပေးနေဆက်ပဲဖြစ်ပါတယ်ပေါ့နော်၈၄3ကနေဆက်ပြီးလေလာကြအောင်ပေါ့နော် တေရှောင်းနာချိန်ဟာစနေနေ့နဲ့3ပေါင်းရှင်ကရှောင်းရက်9ရက်က7 9ရက်2ရက်က7ဆိုတော့9 9ရက်6ရက်ခွန်ဖြစ်သွားပြီပေါ့နော်ဆိုတော့9နေ့ပေါင်းရှင်ခွန်ခွန်ကိုလေတိတိုးတာက8ဆိုတဲ့အတွက်ခွန်8ဒိစီတဲ့ကသူရှာပေးသွားတာက863ဖြစ်ပါတယ်863ပြီးတော့863โอเคဒါကြောင့်မို့ကျွန်တော်ဒီမှာလဲ8ဒိစီထပ်ပြီးရှာပေးသွားတယ်ပေါ့နော် ခွန်ရှိတဲ့ကရှစ်ထိပ်စီချေချောင်းတော့ရှေချောင်းတော့ကနေထပ်ပြီးလေတာကြည့်မယ်ပေါ့နော်ဒီတုံညာနဲ့ကိုပေါင်း993ပေါင်းရှင်းကဆက်နေရတယ်နောက်ထပ်ဒီနိနဲ့၄ပေါင်းရှင်းက600ရတယ်နိနဲ့2ပေါင်းရှင်းက3ဆိုတော့ဒီ600ရဲ့၄ရက30ဒီမှာနိတစ်လုံးချန်တဲ့အတွက်နိကိုတီတူရှင်3ဖြစ်ပါတယ်နိ3ထိပ်စီခထဲကဒူချပြီးတော့တာကနိ3ညာ9ပေါ့နော် ်နေတောင်ညာကိုဆိုတဲ့အတွက်ဒီတော်နေ့အရာနေထိစီထပ်ပြီးခြာပြီးသွားတာဖြစ်ပါတယ်နေထိစီနေတောင်ညာကိုပေါ့နော်နေတောင်ညာကိုကနေထပ်ပြီးလေ့လာကြအောင်ဒီခွန်3တုံညာနေတောင်ညာကိုဆိုတဲ့အတွက်အဖေကယူတဲ့ဒီတိုင်းပဲဒီခွန်နဲ့3ပေါင်း10ကိုနဲ့ထပ်ပေါင်း9ပေါ့နော်ဇကူကိုပဲရည်တယ်လေးနဲ့6ပေါင်း10ကိုတုံညာပဲရည်မယ်9ရက်နေ့အပေါင်းရှင်ခွန်ဆိုတော့9နဲ့ခွန်ပေါင်းရှင်က16ရက်တဲ့အတွက်6ကိုတိတိုးတာကခွန် ဂရနီအရာဂျင်နရယ်6ခွန်ထိတ်စီရတယ်ဗောနော်နောက်ထပ်တစ်ပင်မှာကခွန်ခွန်6ပဲတွားလာဖြစ်ပါတယ်ဒါကြောင့်မို့6ခွန်ထဲကခွန်ထိတ်စီခွန်ခွန်6ဖြစ်ပါတယ်โอเคဒီနေ့အတိုင်းပဲကျွန်တော်ခွန်ခွန်6ကနေထပ်ပြီးတွက်ပြပေးသွားမှာပေါ့နော်ဒီ share ခွန်ရ sorry share ရ9ရပေါင်းရှင်းက7ခွန်ပေါ့နော်ဒီ9နဲ့9ပေါင်းရှင်းက7ချက် 9ရက်နေ့ရက်က7ဖြစ်ပါတယ်ကျွန်တော်ခွန်နဲ့6ပေါင်း65 65ကို7ပေါင်း86ပါနော်ခွန်85 95ကို7ပေါင်း86ကို6ပဲရည်တယ်6ခွန်ထိတ်စီယူမှာပါနော်ခွန်ခွန်ကိုပြီးတော့နောက်ထပ်တစ်ပြိုင်မှာခွန်3ည3ညဆိုတဲ့အတွက်ဒီခုနှစ်တလုံးထိတ်စီနေရာခြားပြီးတွားတာဖြစ်ပါတယ်ခွန်ထိတ်စီခုနှစ်ရာဖြစ်ပါတယ်ပါနော်โอเคကျွန်တော်900တပင်ကနေတပီလေလာကြည့်အောင်ပါနော် တနေ့အရကျွန်တော်အပေါ်ကယူတဲ့ဤတိုင်းပဲဒီ99ပေါင်း30တုံမြတ်နဲ့ပေါင်းချင်းတုံညာဒီနိနေတဲ့ပေါင်းချင်းက3ဒီ10ရက်နေ့ရက်က30ဆိုတော့တုံညာ3တုံညာ3လုံးပေါင်းချင်း300ရတယ်ပေါ့နော်3ကိုတိတိုးတော့4ဆိုတဲ့အတွက်ကျွန်တော်3လေးထိပ်စီရတယ်ပေါ့နော်နောက်ထပ်တစ်ပြေမှာက300ဆိုတဲ့အတွက်ဒီ3လေးထဲက3ထိပ်စီချပေးတော့တာဖြစ်ပါတယ်3ထိပ်စီ300ဖြစ်ပါတယ် တုံးခွန်ခွန်ကနေထပ်ပြီးလေလာကြည့်မယ်ပေါ့နော်ဒီရှင်းနဲ့လေးပေါင်းရှင်းစနစ်နင်းနဲ့ခွန်ပေါင်းရှင်းက900မှာဖြစ်ပါတယ်နောက်ထပ်ဒီနင်းနဲ့တင်ပေါင်းတာက3 3နဲ့နင်းပေါင်းရှင်းက9ဆိုတဲ့အတွက်900 3 0ကစနစ်နင်းနဲ့9ပေါင်းရှင်းစက်ခွန်ပေါ့နော်စက်ခွန်ကိုခွန်ပေးရမယ်ခွန်ကိုတက်တူတော့ရှင်းခွန်ရှင်းထိစီတဲ့က6ထိစီ69လေးချပေးသွားတာဖြစ်ပါတယ် ခွန်ရှိတဲ့ကရှိသိစီခြေကိုလေးဖြစ်ပါတယ်ဗောနော။ Okay ကျွန်တော်ဒီကနန်းနေပေအယူတဲ့စတာလေးထပ်ပြီးရှင်းပြပေးသားပါမယ်။ဒီမှာဗောနော။ဒီ99ရှိ950တိနေရှင်းလေးတိခြေကိုပဲယူထားတာဖြစ်ပါတယ်။ဒီမှာဗောနော99ရှိ950ငါတင်နေရှင်ငါလေးတိချေပါနော်ဒီနောက်ကဟာမပါတော့ဘူးပါနော်โอเคနောက်ထပ်တစ်ပြင်မှာက8400 90 68ရှောင်းတိတော့ 50နှစ်ရှောက်ရှစ်ရှောက်တစ်တုံးပါနော်ဒီမှာ၅လေးတစ်တုံးကို၅တုံးတုံးများအတောင်လေးပဲယူထားတာဖြစ်ပါတယ်ဒီအနောက်က နောက်တုံးလုံးဒိတ်ကိုမပါတော့တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီရှင်းနဲ့တစ်ပေါင်းကို6နဲ့4ပေါင်းရှင်းက73ဖြစ်ပါတယ်တစ်တုံးကအလေး၃ညရဲ့ညရက်ကနှစ်ဆိုတဲ့အတွက်34 34ပေါင်းရှင်းခွန်ခွန်နဲ့နှစ်နဲ့ပေါင်းရှင်း6ဆိုတဲ့အတွက်တန်ဒီအရာ6တုံညထိစီရမှာဖြစ်ပါတယ် အကျဉ်းအားဖြင့်ဆက်နှစ်ကျဉ်းအထိထပ်ပြီးခြာပြီးတော့အောင်လာပါတော့ဒီ6ခွန်ထိတ်စီမှာ6ထိတ်စီ665ဆွေပြီးခြာပြီးတော့တာဖြစ်ပါတယ်ဗန်နီအရာ6ကိုထဲက9ထိတ်စီခြာပြီးတော့တယ်ကိုယ်တော်များတဲ့ကတော်များတလုံးထိပ်ပေါ့နော်နှစ်တုံးတဲ့ကနှစ်ထိပ်စီနေနေတဲ့ခွန်ရှစ်တဲ့ကချစ်ထိပ်ကြီးရှစ်လေးတုံးခွန်ရှစ်တဲ့ကချစ်ထိပ်ကြီးရှစ်ချောင်းတုံးပေါ့နော်နှစ်ထိပ်စီ နိတောညာကိုခွန်ထိစီခွန်ခွန်ကိုဘောနခွန်ထိစီခွန်နိယာတုံးထိစီမှာတုံးခွန်ခွန်ခွန်ရှိတဲ့ကချစ်ထိစီရှိကိုလေးဘောနဒီတစ်ပတ်မှာတော့ကျွန်တော်တန်နည်းအရာတိဆက်ပြီးချမ်းပေးသွားခင်မယ်ဆိုရင်ကိုတုံးညာထိစီဆိုပြီးရတာဖြစ်ပါတယ်โอเคဒါလေးကတော့အတုံးလိုတဲ့မိတ်ဆွေတွေအတွက်အရေးရတာဖြစ်ပါတယ်ဒါကတော့ထိစီနှလုံးယူတဲ့နည်းဖြစ်ပါတယ်ဘောနော် โอเคကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာအလေးထိန်နှလုံးအပိတ်20နှလုံးကိုလည်းထပ်မံတင်ပြတွားပါအောင်မယ်ပေါ့နော်ဆိုတော့တဲ့ရှိခွဲ့စိတ်ဖြစ်သွားမှာဖြစ်ပါတယ်โอเคယခုဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်အမိတ်ဆွေများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်မံဆုံတွေ့ကြအောင်လားခင်ဗျာ။